ရန်နာမရဲ့မင်္ဂလာဆောင်မှာတယောက်နဲ့တယောက်အကြည့်ဆိုင်နေတဲ့ဗီဒီယိုလေးကြောင့်ငယ်စဉ်ပြိသက်တွေကိုအသေးရစေခဲ့တဲ့တရုတ်ဆောင်ဟင်းဝေရန်ရဲ့ဆိုပြေသစဉ်မင်္ဂလာပါပြိသက်ကြီးရဲ့နှုပညာကြီးကိုမောင်နှမတွေအဖြစ်ဇကားပေါင်းများစွာကိုတူတူတွဲပြီးတော့တရုတ်ဆောင်ခဲ့ကြတဲ့တရုတ်ဆောင်ဟင်းဝေရန်ရဲ့ဆိုပြေသစဉ်တို့ကတော့အိမ်အောင်ပြရမယ့်ရွယ်ကိုရောက်နေပေမဲ့လည်းယနေ့အချိန်ထိအပြိုကြီးလူပြိုကြီးတွေအနေနဲ့ပဲရပ်တည်နေကြတာဖြစ်ပါတယ်နောက်စလုံးကအနေအေးပြီးတော့လိုက်ဖက်လွန်တာကြောင့်လည်းပြိသက်တွေကသူတို့နှစ်ယောက်ကိုဝိုင်းရှစ်ပေးကြတာပါ ပြိသက်တွေကနှစ်ယောက်စလုံးကိုချစ်ပြီးတော့အမြန်ဆုံးလက်ထပ်စီကျင်ကြတာကြောင့်သူတို့နှစ်ယောက်ကိုအားပေးတဲ့ပြိသက်တွေကငယ်စဉ်ဆိုပြီးတော့မှဖန်ဂရူလေးတွေအနေနဲ့ပေါ်ထွက်လာခဲ့တာလည်းဖြစ်ပါတယ်။နှစ်ယောက်စလုံးကအနေအေးချပြီးတော့အခြေရေးနဲ့ပတ်သက်ပြီးတော့နာမည်ပြလဲမရှိခဲ့တာကြောင့်သူတို့နှစ်ယောက်ကိုအမြန်ဆုံးလက်ထပ်ဖို့အတွက်ပြိသက်တွေကသဘောတူထားခဲ့ကြပါတယ်။ ကျစ်သူရီစားတွေအနေနဲ့ပြိသက်တွေရှေ့ကိုပုံမှန်လေးလေးချပြခြင်းမရှိပေမဲ့လည်းပြိသက်တွေကဝိုင်းဝန်းရှိပြတဲ့အချိန်မှာတော့နှစ်ယောက်စလုံးကပြုံးပြုံးလေးနဲ့သဘောတူလက်ခံနေတာကြောင့်အမျက်ဆုံးလက်ထပ်ဖြစ်ကြလိမ့်မယ်လို့လည်းပြိသက်တွေကမျှော်လင့်နေကြပါတယ်အခုတခါမှဆိုရင်လေအစိုးရရဲ့နာမရဲ့မင်္ဂလာဆောင်မှာတရုတ်ဆောင်ဆွေပြေတစင်ကတချင်းလေးနဲ့ဖြောပြနေတဲ့အချိန်မှာဟိန်းဝီယန်ကရှေ့ဆုံးခုံကနေပြီးတော့ပြုံးပြုံးကြီးနဲ့ကြည့်ပြီးတော့အားပေးနေတာကိုပြည်သက်တယောက်ကဗီဒီယိုရိုက်ထားခဲ့တာလည်းဖြစ်ပါတယ်။ ဒီဗီဒီယိုလေးထဲမှာတော့ငယ်စင်တစ်ယောက်တရားကိုတရားအကြည့်ဆိုင်နေတဲ့ပုံရိပ်လေးတွေလည်းပါဝင်နေတာကြောင့်ငယ်စင်ပြိသက်အစ်မန်တွေကတော့အသေးရနေကြပါတယ်။သူတို့နှစ်ယောက်ကိုသဘောတူပြီးတော့အများဆုံးလက်ထပ်စီကျင်ချတဲ့ပြိသက်တွေအနေနဲ့ဒီဗီဒီယိုလေးကိုကြည့်ရမယ်ဆိုရင်သဘောကျနှစ်သက်မယ်လို့လည်းထင်ပါတယ်။ဟေးဝင်းရန်နဲ့ဆိုပြတဲ့ဇင်တို့နှစ်ယောက်အကြည့်ဆိုင်နေတဲ့ဗီဒီယိုလေးကိုပြိသက်ကြည့်ကြည့်ရှုလိုက်ပါအောင်နော်။